ဇာတာပတိနေပွေသူအားလုံးမင်္ဂလာပါ2025အေဘလကတရနေ့နေ့9ရက်နေ့အတွက်ဟာဇာတာပတိနေပွေသူတွေအတွက်လက်ကောင်းခြင်းခံကောင်းခြင်းတို့ပြည့်စုံခြင်းဘဝထိုးတက်ခြင်းညီမချင်းအောင်မြင်ခြင်းနဲ့ဘဝရည်ရွယ်ချက်တို့ရဲ့နှစ်သာရကိုလက်တွေ့ကောင်းတဲ့ပေါ်၍မြင်မသောအဆင့်တစ်ခုကိုကူပြောင်းတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ကံခွေရေးဘဝကံချမအခွင့်အလမ်းနဲ့လိုရာပြည့်စုံခြင်းတွေရ အခွင့်အရေးရှာဖွေရတဲ့ရရှိမယ်ရှာဖွေခွင့်တွေရှာဖွေရလဲတိုးတက်မယ်ပေါ်ပေါက်လာတဲ့ခွင့်အရေးတွေလက်တွေ့သုံးချရလဲကောင်းသောကာလတစ်ခုဖြစ်တယ်တရက်နေ့အဲ့ဒီဟာအရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းကံပွင့်တဲ့နေ့နှစ်ရက်နေ့အထူးသတိထားမယ်မတော်ဆခြင်းရှိတတ်တယ်ရာတခဏနေနဲ့လဲခြုံတတ်တယ်အဲ့ဒီဟာမဟာရကျမ်းနဲ့လဲတိုက်ဆိုင်နေတော့အသွာလာယူဆိုင်ရမှာပေါ့အရှိရကုန်တည်သောဇန်ကြီးဖြစ်တတ်တယ်မနေ့ ခုနှစ်နိုင်ခွဲနဲ့ခိုးနိုင်တွင်သွာလာနေတဲ့အထူးပြုယူဆရမယ်။သုံးရက်နေ့မှာအရာရာဆင်ပြေမယ်။ရပိုင်ခွင့်နေပြန်ရမယ်။ဆုံးဖြတ်ချက်မှတ်မယ်။လေးရက်နေ့ရပိုင်ခွင့်ဟောင်းနေပြန်လည်ရခြင်းအရက်ဝင်းနဲ့ပတ်သက်သောကောင်းတဲ့တင်ချုပ်ခြင်း၅ရက်နေ့ငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်း၆ရက်နေ့ရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကြုံမယ်။ခုနှစ်ရက်နေ့မှာတော့ဥတီချက်တွေဆောင်ရွက်သမျှတွေအစဉ်ပြေလင့်ကစားလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက် နောက်နေ့သွားတတ်တယ်။တနင်္လာနေ့ရင်ကနေ့ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ကြနေမွေးသူများကြောင့်စိတ်ပင်ပန်းသူပင်ပန်းဖြစ်တာတွေကိုကြုံနိုင်တယ်။ရှစ်ခုကိုကနန်းနေအကျိုးပေးတယ်။အနဲ့ရောင်ပြာရင်ရောင်မိခွရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကို ဆောင်ရွက်ရင်အထူးကျိုးရှိနိုင်မယ်။ဧဘရောလတရနေ့ တကူလာရဲ့ပထမဆုံးသောအင်္ဂါနေ့ထူးခြားတဲ့တကူဆွမ်းသက်တည်ရှိတဲ့နေ့အဲ့ဒီနေ့မနေ့9နိုင်ချိန်မှာဖះဇေဒီရဲ့ဗုဒ္ဓထောက်မှာသွားရောက်ပြီးတော့ပတောင်းညွတ်12ညွတ်တင်ပြီးတော့အလိုရှိရာဆူတောင်းလိုက်ပါအမှန်တကယ်ဆူတောင်းပြည့်ခြင်းနဲ့ကောင်းခြင်းကံကိုရမှာဖြစ်ပါတယ်ယေရှုတည်ပါတယ်